မင်္ဂလာရှိတော်နေ့လည်းခင်ဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချမ်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘုရားသူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ယနေ့ဆိုရင်တော့ကျွန်တော်မေလ26ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားသခင်ကိုကျေးဇူးတင်ပါရစေ။နေ့စဉ်တိုင်းကျေးရှုသူအားလုံးကိုဖျားသခင်တာ၍ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖတ်တော်ရောဖျားကျေးဇူးတင်ပါရစေ။ကျေးရှုသူအားလုံးကိုကောင်းချီးပေးတယ်။ နှက်ွက်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စီပါအခုကျွန်တော်ပြောခြင်းချက်ကိုတော့ပြောခြင်းသာဖြစ်စီပါအခေယေရှုနာမအားဖြင့်ဆုတောင်းပြဝေငှပါလေဖခင်အာမင်ဖျက်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်တို့ခေါင်းစဉ်တစ်ခုနားထောင်နေပါလေအဲ့ဒါကဘာလဲဆိုတော့ဥပုံနေ့မှာတခေယေရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကိုကျွန်တော်နားထောင်နေတာဖြစ်တယ်အဲ့တော့အဓိကကျတော့လူကခန်းကြီး6အငယ်တက္ကသိုလ်9အထိဖတ်ရင်ဥပုံနေ့နေ့တနေ့မှာ တပည့်တော်တွေကစပနံကိုစွတ်ပြီးတော့စားတဲ့အခါဖာရိရှဲတွေကဥပုံနေမှာဒီလိုမလုပ်ရဘူးလို့ပြောတဲ့အခါသခင်ယေရှုကဘာပြောလဲဆိုတော့ဖာရိရှဲတွေဒါဝိဒ်တော်မှမွတ်သိတဲ့အခါမှာယေဘုယျဒီစားရဲရှေ့တော်ဘုရားစပွဲမှာတင်တဲ့မုတ်ကိုစားမှုတာပဲဥပုံနေမှာစာမွတ်တဲ့သူသုံးဆောင်တာစားလို့ရပါလေအနားလည်အောင်ပြောတော့ဥပုံနေကိုတန်ရှင်းရမယ်ယူသေးရမယ်မှန်တယ် နေဝတ်စွာနေရမယ်ဒါပေမဲ့မွတ်သိမ့်ချင်းရှိရင်တော့စားဝတ်ရှိပါတယ်မချမ်းမာတဲ့သူရှိရင်ချမ်းမာအောင်လုပ်ပြီးလို့ရပါတယ်လို့တကယ်ရှုကပြောခြင်းလည်းဖြစ်တယ်ဒါတကယ်ရှုကဘာပြောလဲဒီဥပုံတွေကိုအစိုးရလားဖရားပဲဖရားကဥပုံတွေကိုအစိုးရအဲ့တော့ဖရားသခင်ကနေကိုအစိုးရတယ်ဆိုတော့တော်ပြီးတော့တွေ့ရပြောပြဖရားကအရာခတ်သိန်းကိုအစိုးရတယ်အရာခတ်သိန်းကိုဖိုင်နေဆိုတော့ ယေရှုကအတိလင်ဖော်ပြဒါကြောင့်ဥပုံနဲ့မှနေဖို့ဆန္ဒရမယ်ယုံသေးစွာပြုရမယ်အောင်းမေသတိရမယ်ဖရာသခင်ကိုဒါရီယာလုပ်ရမယ်မှန်တယ်ပရဂျူဒီယဥပုံနဲ့ကစနေနေ့ပဲဖြစ်တယ်မှန်တယ်သို့တော်ညာလည်းဥပုံနဲ့မှငတ်မတဲ့သူရှိရင်ချွေးရမချမ်းသာတဲ့သူရှိရင်ချမ်းသာအောင်ဆုတောင်းပေးရဒါလုပ်လို့ရတယ်ဒါကိုတကယ်ရှုဟာဖော်ပြခြင်းဖြစ်တယ်ဒါကြောင့်လည်းကျွန်တော်တို့ကဒီဥပုံနဲ့မှတကယ်ရှုပြခဲ့တဲ့နမိတ်လက္ခဏာတွေက အားလုံးပေါ့ခုနှစ်ခုရှိအဲ့ခုနှစ်ခုလေ့လာလာဒီကနေ့နှစ်ခုမြောက်ကိုရောက်ပြီနံပါတ်1ဘရမချက်ကတော့ဥပုံနေမှာခေရှုခရစ်တော်လက်ရလက်သေးနေတဲ့သူကိုကြားပါစေတယ်လုကာခန်းကြီး6ငွေ6ကနေ10တိဖိုင်တွေ့ရမယ်ဒါကြောင့်မြိုင်းရှင်းပြပေးပါပြီဒီကနေ့နံပါတ်2ကတော့ကြောကုန်းနဲ့အမျိုးမျိုးကိုကြားပါစေအဲ့ဒါခေရှုခရစ်တော်ဒီဥပုံနေမှာကြောကုန်းနဲ့အမျိုးမျိုးကိုကြားပါခြင်းပြီးခဲ့တယ်အဲ့တော့လုကာခန်းကြီး7ကျွန်တော်ငွေ7က18တိဖိုင်အဲ့ဒါဒီဖြစ်ပြလေးကိုတွေ့ရမှာဖြစ်တယ် အဲ့ဒါလေးကိုနည်းနည်းလေးဖတ်ပေးခြင်းတဲ့18နှစ်ယောဂာနော်နတ်ဆိုးဆွဲပြီးတော့ကျမ်းပါနော်18နှစ်ပတ်လုံးနတ်ဆွဲပြီးယောဂာနှိမ့်ဆက်ခြင်းခံရတဲ့မိမတယောက်ရှိတယ်ဒုမိမကြောကုန်းဒီကိုခန္ဓာအလင်းမဆက်နိုင်လူကခန်းကြီး73ငယ်7ပါနော်နောက်အငယ်7မှာယေရှုခရစ်တော်ဒုမိမကိုမြင်တယ်နော်ဒါဟုတ်အငယ်7ကိုစဖတ်ရင်တနည်းတော့ဥပုံနေနိုင်ဒါဥပုံနေမှာဖြစ်နော်ဒီတိတ်ဆုံးနေမှာတနည်းတော့ဥပုံနေနိုင်ဒါလူကခန်းကြီး73ငယ်7မှာလို့ရေးထားတယ် ဒါဥပုံလေးမှာဖြစ်သွားတာနှိမ့်ဆက်ခြင်းပေါင်းများစွာခံရတယ်ကြောကုန်ပြီးအလင်းမဆက်နိုင်တဲ့မျိုးမျိုးအဲ့ဒါကိရှော့မြင်တဲ့အခါအဲ့မျိုးမျိုးကိုခေါ်ပြီးအနာငိမ့်လိုက်တဲ့အခါမှာအဲ့မျိုးမျိုးကတဲ့မှာပေါ်တယ်အဲ့ဒါကိုကြည့်ပြီးတော့ဖာရီရှဲရီကတရားစီရင်မှုတွေကအမျက်ကြီးထွက်ပြီးတော့ဟာဥပုံလေးမှာဘာလို့အနာယောဂငိမ့်တာလဲအဲ့ဒီမှာပဲကိရှော့ကဒီပါရီရှဲဒီတရားစီရင်မှုတွေကိုဘာပြောလဲလျှို့ဝှက်တော်သူတို့လေမင်းတို့တော့ဥပုံလေးမှာမင်းတို့ရဲ့မြင်းနေနွားတွေ တင်းကုတ်ကလွတ်ပြီးရေတိုက်တာဒါအလုံးလုံးတာမဟုတ်ဘူးလားဒီမားတဲ့ဒီမျိုးသမီးလာဟလာဒါလူကခိုင်း73နဲ့75မှာတကယ်ရှိုးအတိလင်းပြောတယ်ပြီးတော့ငွေ76မှာဒီမျိုးသမီးကနော်စာရင်ရဲ့ချီနောင်ခြင်းကိုခံရပြီးမလွတ်မြောက်တဲ့အမျိုးသမီးကိုကြမ်းမာပြီးတော့လွတ်မြောက်အောင်လုပ်ပေးတာအလွန်ကောင်းတဲ့အရာပဲမင်းတို့ဘာဖြစ်လို့နားမလဲတာလဲ အထောက်အကူရှိပြောရကလည်းစတူငယ်ဒီ party share ဒီတရားစံမှုတွေအလုံးစိတ်ဆိုးတယ်။ဒါပေမဲ့ကျွန်တော်ကဒီလူကခန်းကြီး73ငယ်79မှာဗာရေးထားလေးဆိုလူအပေါင်းမှုကတော့ပြုတော်မူတဲ့အရာကိုနှက်တက်ပြီးဝမ်းမြောက်တယ်။အနားလည်းပြောတော့ဥပဒေမှာတကယ်ရှိအနားငိမ့်လိုက်တဲ့အရာကို party share ဒီစတူငယ်ဒီတရားစံမှုတွေလာမချိန်တတ်တာ။ဒါပေမဲ့လူအပေါင်းမှုကချိန်တတ်။ယောဂနှိမ့်ဆက်ခြင်းခံပြီးလွတ်မြောက်သွားတဲ့အမျိုးသမီးကြောင့်ပျော်လွန်းလို့သူ့ဘဝအပျော်ဆုံးနေတယ်။ ောက်တကင်းတခေယေရှုနဲ့တိုက်ရိုက်တုတ်ထိတဲ့သူရဲ့အသက်တာမှာဘာနဲ့မှမတူတဲ့ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊လွတ်မြောက်ခြင်းရတယ်။ဒါပေမဲ့သူ့ကိုမြင်တဲ့သူကပင်မှန်းခြင်း၊ဝမ်းနေခြင်းနဲ့တွားပြီးတွေ့ရတယ်။ဘာကြောင့်လဲ။သူ့အထဲမှာမြင်တဲ့သူကသူ့တို့ထဲမှာသခင်ရှုမရှိဘူး။ဒေါ်ဖာရီရှဲရဲ့သက်တာမှာအခြားရာတွေရှိတယ်။ဒါပေမဲ့သခင်ရှုမရှိဘူး။ဒါသူတို့ကမြင်ရင်အမြဲတမ်းအပြစ်ပဲမြင်နေ၊ပင်မှန်းခြင်းရှိတယ်။ ်ညှိတွားခြင်းရှိတယ်သူများကိုပြစ်တင်ခြင်းရှိတယ်ဒါပေမဲ့ယေရှုနဲ့တိုက်ရိုက်တိုးထိတဲ့အဲဒီကြောကုန်းတဲ့မျိုးမျိုးကြောင့်လွတ်မြောက်ခြင်းရောက်တောင်းဒီကနေ့ကျွေးရဲ့အသက်တာမှာဒီလွတ်မြောက်ခြင်းရတဲ့အသက်တာနဲ့အသက်ရှင်မှုလို့ရတယ်တောင်းဒီကြောကုန်းတဲ့မျိုးမျိုးသူမလွတ်မြောက်ဘူးသူတောင်းလျှောက်တရားစရာကိုလာတယ်နော်တနည်းတော့ဥပုံနဲ့မှာယေရှုကတရားစရာမှာဆုံးမဩဝါဒပေးတဲ့အခါဒါတရားစရာမှာတော့ သူတောင်းလျှောက်ပြရစရာလာဒါမှသူ့ဘဝမှာလူမြောက်ချင်းမရဘာကြောင့်လဲအချက်၃ချက်တော့တွေ့ရတယ်နံပါတ်၁ brand check ကတရားစရာကိုသာကြိုးကုန်းနဲ့မျိုးမရလာဒါပေမဲ့တရားစရာရဲ့ပိုင်ရှင်သခင်ရရှိနေသူကလွဲနေလို့ဖြစ်တယ်ဒါကြိဘဝမှာနှုတ်ဘတော်ဖတ်ပြီးနှုတ်ဘတော်အရှင်နဲ့လွဲနေရင်လူမြောက်ချင်းရမှာမဟုတ်နှုတ်ဘတော်လေးဖတ်မယ်နှုတ်ဘတော်အရှင်ကိုကျွန်တော်အထဲမှာထည့်ထားမှလူမြောက်ချင်းရမှာဖြစ် ။နောက်ဒီမျိုးသမီး18နှစ်ကျော်ကုန်တယ်။တရားစရာကိုတော့18နှစ်လာတယ်။ဒါပေမဲ့အဲ့တရားစရာရဲ့ပိုင်ရှင်ယေရှုနဲ့သူကလွဲနေတယ်။နောက်ဒီကနေ့ကျွန်တော်ကနှုတ်ဝတ်တော်အမြဲဖတ်ရှုပြီးနှုတ်ဝတ်တော်နဲ့တင့်မတဲ့သက်တာဖြစ်တယ်။လွဲနေတဲ့သက်တာမဖြစ်ဘူး။ဟန်တာလီနာလေး။တော့ကျန်တာမှာပီသီသရရေခံမှာလေ38နဲ့လက်ချေသေးတဲ့သူလေသူလည်းလိုပဲရေလုတ်တဲ့ခံမှာလေကောင်းရင်မှလာလုတ်တော့ပထမဆုံးအဲ့ရေခံနဲ့ဝင်အနာပြောက်ဒါပေမဲ့သူကရေခံနဲ့လွယ် ဒါပေမဲ့နောက်ဆုံးသူယေရှုနဲ့သွားတဲ့သွားတဲ့ကတစ်ချက်လေးပြောက်သွားတယ်။အဒီနေ့ကျွန်တော်ရဲ့သက်တမ်းမှာအချားရည်နဲ့ဘလောက်လွယ်လွယ်သခင်ယေရှုနဲ့မလွယ်ဘူးလို့။အော်ဒီမျိုးကြီးကြီးသခင်ယေရှုနဲ့သွားသွားလွယ်နေတာ။ဘုဘုံနေတော့လာတယ်။တရားစီရင်လည်းလာတယ်။ဒါပေမဲ့တရားစီရင်ရဲ့ပိုင်ရှင်ကသူလွယ်တော့သူမချမ်းမအောင်ဖြစ်တယ်။အော်ဒီနေ့ကျွန်တော်တို့ဖခင်နဲ့လွယ်တဲ့အသက်တာမှာပြန်မရှိ။အဖခင်နဲ့တဲ့မှတ်တဲ့အသက်တာမှာလွယ်မရှိရှိ။တော်တော်တည်းဒီမျိုးကြီးက 这也是一个百姓，耶稣呢，累了够呢，耶稣呢，爹妈妈了良心，但是耶稣呢，带来多了，他就不想布罗马的阿贝吉，那么呢，都要吃，这吃个，艾力加工呢，牛肉面我只喜欢面呢，吃啥东西吃，那硬实呢嘛，耶稣第一呢，做眉毛面老母爷，你看看你吃到硬实呢嘛，耶稣面，二幺七下面对面面啊，长路面熬你不要看，耶稣面熬都你不要。 ။ဟောဒီနေ့ကျွန်တော်ရဲ့သက်တာမှာဆင်ခြင်စရာကျွန်တော်ချားရတယ်မြင်မှုကျွန်တော်နေရမှာမဟုတ်။သခင်ယေရှုမြင်အောင်နေတတ်သောသူများဖြစ်ပါစေ။တောင်ယေရှုမြင်မှအဲ့ဒီယေရှုကသာကျွန်တော်တို့တာဝန်ယူပေးမှာဖြစ်။အချမ်းညာတွေကတင့်ကိုတာဝန်ယူပေးမှာမဟုတ်။တောင်ဒီနောက်ဘက်တော်ကိုဒီတိုင်းဖတ်ရှုဆင်ခြင်ခွန်အားယူသောသူများယေရှုမြင်အောင်ကျွန်တော်အသက်ရှင်ဘုရားယေရှုမြင်အောင်ဘလို့သက်ရှင်ချီးမွမ်းပြီးသက်ရှင်နှုတ်ဘတော်နဲ့သက်ရှင်ဖခင်ကမကြိုက်တဲ့အရာတွေဖယ်ရှားပြီးသက်ရှင် ဖခင်အလိုတော်ဝန်ခံပြီးသက်ရှင်နှုတ်ညံ့သိမ့်မွေးတဲ့တက်တာနဲ့သက်ရှင်မယ်ဖခင်သားသမီးတယောက်ဖြစ်သက်ရှင်မယ်ဖခင်မြင်တဲ့သက်တာပဲနောက်နေ့ကျွန်တော်တို့သက်တာတကယ်ရှုမြင်အောင်နေတက်သူဖြစ်တယ်။ဒါကြောင့်တော့ယေရီခေါမြို့တကယ်ရှုဝင်တဲ့အခါဇကေယေရှုမြင်အောင်နေတဲ့အခါအဲဇကေအိမ်မှာယေရှုသွားတဲအဲအိမ်ကောင်းကြီးခံစားဇကေလည်းကောင်းကြီးခံစားယေရီခေါမြို့မှာတကယ်ရှုကိုအိမ်ခေါ်ခြင်းနဲ့သူအများကြီးပဲဒါပေမဲ့အိမ်တိုင်းမတော်ဘူး ဇကေအိမ်မဲ့တော်ဘာလို့ဇကေယေရှုမြင်အောင်သူတို့ကြကြနေပြတော့ဒီကနေ့ကျွန်တော်မနဲ့ဒုတိယချက်ကဒီကြောကုန်းနဲ့မျိုးမြင်ယေရှုမြင်အောင်နေပြလို့ကျွန်တော်တို့ယေရှုမြင်အောင်နေပြနောက်ဆုံးနောက်ဆုံးတတိယချက်တတိယချက်ကတော့တခိယေရှုမြင်တဲ့အသက်တာမှာကွေးနေတဲ့နေရာကြီးပြန်ဆက်ပါအော်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာကွေးနေတဲ့နေရာရှိတယ်ယောဂါကြောင့်ကွေးနေတာအလုတ်လက်မဲ့ဖြစ်ပြီးကွေးနေတာဘဝမှာနှလုံးမထူနိုင်တော့မမတ်နိုင်တော့အောင်ကွေးတဲ့နေရာကြီး ယေရှုနဲ့ပဲတတ်မှတ်ခြင်းရမှာဖြစ်တယ်။ဒါကြိနေသခင်ယေရှုကိုမြင်အောင်နေပြီးသခင်ယေရှုအဖြစ်တဲ့မှတ်တဲ့အတ္တဓာရှိဖို့အားပေးခြင်း။သခင်ယေရှုနဲ့မတွေ့တော့သူ့ဘက်ကကူးရင်းနဲ့စောင်းနေမတည့်ဘူးဖြစ်။အရင်ကျွန်တော်ကဘုရားနဲ့မတော်တဲ့အတ္တမှာကူးရတာလို့စောင်းတာလို့ကောက်တာလို့လွဲတာချော်တာလို့အဲ့ဒါမျိုးရှိတယ်။ဒါပေမဲ့သခင်ယေရှုနဲ့တွေ့မှတော့တဲ့မှတ်ခြင်းပြန်ရ။ ောက်ဒီကြောကုန်းတဲ့မျိုးသီးယေရှုနဲ့တွေ့မှချက်ချင်းတဲ့မှာပေါ့။အော်ဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်နဲ့တွေ့ရအတ္တတာမှာအများအားမှာရှိတယ်တဲ့မှာချက်ရှိတယ်။အော်ဒီလောကရဲ့အသက်ကိုချောအောင်လွဲအောင်၊ကွေးအောင်၊စောင်းအောင်အမျိုးမျိုးလုပ်မှာပဲ။ဒါပေမဲ့ကျွန်တော်တဲ့မှာချင်ပေးနိုင်ရတဲ့ခေရှိဖြစ်တယ်။ဒါပေမဲ့တခေရှိမြင်အောင်နေတာအခေရှုအဖြစ်တဲ့မှတ်တဲ့အသက်တာနဲ့ရှောင်းလန်းတော်သူများဖြစ်ပါစေလို့အားပေးရင်နောက်ဆုံးဖြစ်ပျက်တဲ့ခုပြောပြီးနေကုန်ချုပ်ချင်တယ်။ဒါကတော့ အချုပ်တဲ့အဖိုးကြီးအဖိုးကိုတယောက်ရှိတယ်။သူကအချုပ်တဲ့အလုပ်အပြင်ပတ်စံအများကြီးရှိတယ်။အဲဒီရောမှာရှိတဲ့သူကဒီအဖိုးချမ်းသာတယ်ဆိုသိတယ်။အဲ့ဒါနဲ့အချုပ်ဆိုင်လာအပ်တဲ့သူကအဖိုးပြောတယ်အဖိုးအဖိုးမှာပတ်စံတွေလောက်များတာပဲဆင်းရဲသားတွေမလူဘူးလား။ဟာလူတယ်ဆိုတော့ကလူသိဖို့မလိုပါဘူး။ဖျားသိရင်ပြီးတာပဲ။ဟာအဲ့ချိန်မှာအချုပ်တဲ့သူကသူ့ကိုစိတ်ဆိုးတယ်ဒီအဖိုးကြီးကမလူတတ်ဘူး။ကစီနေတယ်ဆိုဟာဂျွာထဲမှာ အချုပ်လာအပ်တဲ့သူတွေကအဲ့လိုပဲပဒင်းတွေလွှတ်လိုက်တခါတကြွာလုံးကဒီဖို့အသက်လွတ်ကြည့်မရနောက်တစ်ချိန်လဲအဲ့လိုပဲအချုပ်တဲ့သူတွေကလာချုပ်ရင်လည်းအဖို့မလူးလားအားလူတဲ့ဆိုတာလူသိဖို့မလိုပါဘူးဘုရားသိဖို့ပဲလိုတာအဲ့ချိန်မှာသူတို့ပြောတယ်လမ်းထိပ်မှာအသားတွေကမိတိုင်းဆင်းရဲသားတွေကအသားတထုတ်တထုတ်အခမဲ့ပြီးတယ်သူပစာမရှိတာတော့လောက်ပြီးနေအဖို့ကပစာရှိတာဘလို့မပြီးတာလေအားလူတော်ဘုရားသိဖို့ပဲလိုတာကွာ ဘုရားတို့ပဲပြောအာတော့ဂျော်သားတွေကမကြည့်နဲ့ပဲနဲ့တကြွားလုံးဟာဒီဘုန်းကြီးကစိတ်နဲ့လေလို့ပြောကြတယ်။ဒိဋ္ဌောကမှာဘုရားရုပ်တရက်ကျမကြီးအာနေပြီးတော့သူသိသွားတယ်။သူသိတဲ့ကဂျော်တွေကလူတွေကဒီဘုန်းကြီးကစိတ်နဲ့လို့ဆိုဘသူမှတော့သူ့ဇာမနာလိုက်မဘူး။နောက်ဆုံးသူအိမ်နီးနားချင်းတွေကပဲသူ့ကိုဂျူလိုက်ရတယ်။အောင်းဆရာကောင်းတယ်အဖိုးသိပြီးတပတ်ကြာလိုက်ကအဲ့အသားတွေကအသားနေ့တိုင်းအခမဲ့ဝေးတာ။အဲ့အသားတွေကမဝေးရော။အဲ့ဂျော်သားတွေကမေးတယ်ဒီအသားရောင်းနေသူဟာခင်ဗျနေ့တိုင်း အခမဲ့တပိတ်ကတပိတ်ကမိသားစုစုဝေနေရဗျာဘာလို့မဝေတော့ရက်သွားတာ။ဟောဒီလိုရှိပါလေတဲ့ဒီကောအဲ့ကျွန်တော်ဝေတာမဟုတ်ဘူးကျွန်တော်မဆန်နိုင်မဟုတ်ဘူး။ကြော်ထဲမှာဟိုတပတ်ကစုံသွားတဲ့အဖိုးကနေ့တိုင်းကျွန်တော်ပတ်စံလာပြီးဝယ်ပြီးဝေခိုင်းတာတော့သူပြီးတယ်လို့မပြောခိုင်းအခုသူသေးတော့ကျွန်တော်လည်းပြီးစရာမရှိလို့ရပ်သွားတာဟာအဲ့ချက်မှတိတ်သွားတော့အနောင်တရီရအဖိုးသူတော့အထင်ကြီးလွင် အဖိုးကပြောလူတယ်ဆိုတော့လူတိကိုဖះတိကိုပဲဖះပဲကောင်းကြီးတိမှာနောက်ဆုံးတိရောလို့ငိုပြီးအဖိုးရဲ့အုပ်ကူမှာမြေပုံမှာတွားပြီးဂါရဝပြူချက်အဖိုးကြောင့်နေ့တိုင်းသူတို့အသားစားဒါပေမဲ့အဖိုးတိရောသူတို့ပါဇက်နဲ့သူတို့အသက်တာနဲ့သူတို့အပြုတ်မှုနဲ့သူတို့ရဲ့အတွေးတွေနဲ့တတ်ပါဒီနေ့ကျွေးတဲ့တာအဖိုးကတော့မြစ်တာနဲ့သူပြီးအဖိုးကတော့ဖျားတိကိုပဲသူလုပ်သွား ဒါပေမဲ့ဂျောသားတွေကမသိဘူးအမျိုးမျိုးပြစ်တယ်ဒီလောကကြီးမှာဖျားသိဖို့ဖျားမြင်ဖို့ပဲအရေးကြီးတာပါဘာဂျောသားတွေကအပြစ်တင်တော့သူတို့ပဲဆုံးဖြတ်သွားတာနောက်ဆုံးသူတို့ပဲဆုံးဖြတ်သွားတာတကယ်ကျွေးတဲ့အဖို့သိသွားတယ်ဟာဒီဖို့အသက်ရှင်အောင်လုပ်ပေးပါအမျိုးမျိုးသူတို့ပဲမိတော်တောက်တီးပြီးတော့ကြည်ဝဲဝန်းနေကြောင်းတင်ပြဒါပေမဲ့အဖိုးကဘာဖြစ်လဲကျွေးတဲ့အဖိုးကတည်တော့ဒီဥပမာလေးကကျွန်တော်တို့ကိုတကယ်ညာဒီစကားပြောတယ်ဒီကနေ့ကျွန်တော်တို့ကို ပေးနေကျွေးနေလမ်းပြထောက်ပံ့နေဖရားပဲဖရားတစ်ခင်အဲ့ဖရားတိဘုပဲလို့ပါတယ်တကယ်ယေရှုတိဘုပဲလို့ပါတယ်အဲ့ဒီဖရားတိမှာသူဘုရားတောက်ဘူးဒီမှာ session နဲ့ကြောက်ကုန်တဲ့မျိုးမျိုးတရားစရသားလာတာတစ်လုံးမတည့်မှာဘူးဒါပေမဲ့ယေရှုနဲ့တွေ့တာနဲ့ယေရှုတိချင်းခံရတာနဲ့တည့်မှာချက်တစ်ချက်တည်းတိုင်းရတယ်တောင်ဒီကနေ့မလုပ်လို့ဖရားတိဘုပဲလို့လေမိတ်ဆွေအဲ့ဒီဖရားပဲတင်းကိုတည့်မှာပြီးမှာဖြစ်ချောင်းအားပေးရင် ထိုဘုရားသိတဲ့အတ္တတာနဲ့ဘုရားမြင်အောင်နေတတ်သောသူများဖြစ်ပါစေ။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ God bless you. အကျွန်တော်ဒီကနေ့ညနေအစီအစဉ်တစ်ခုတော့ရမှာဖြစ်တဲ့ကြောင့်အနေငယ်ကြိုပြီး live stream ကျင်းတော့နားလည်ပြီးဖို့မြတ်တရက်ခံလို့ပါရယ်။နောက်ပါတော့ကျွန်တော်မြန်မာစံတော်ဒီညနေ၃နာရီခွဲမှာတတိယချက်ကိုကျွန်တော်ဆက်ပြီးနားထောင်မှာဖြစ်ပါလိမ့်။ကြည့်ရှုလို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။စွတ်တောင်းကောင်းချီးခံယူကြပါစို့။ကမိတော်သားတို့တရှင်တော်ဝိညာဉ်တော်သုံးပါးဖြတ်ထားတော့ပါပါ။ ကောင်းကြီးဖြာဖြာဒီတရားလုံးပေါ်လို့တော့မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်လို့တော့ယနေ့မှစကလာအစင်းနဲ့ကောင်းကြီးဖြာဖြာတက်ရောက်လို့ဒီနေ့မနေ့ကျောက်တဲ့မနေ့ရှင်များမြန်မာနဲ့ပတ်လည်ချောက်တော်သူများဘုံဘဝစားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေတသိမ့်မှုရောက်လို့မချမ်းမာတဲ့သူတည်တည်ချမ်းမာခြင်းဘေးဒုက္ခမျိုးမျိုးရောက်နေတဲ့သူတွေကိုကွယ်ကာခြင်းစားစရာလိုတဲ့သူစားစရာထောက်ပံ့ခြင်းမိုးရသည့်ဖြစ်သောကြောင့်မိုးရွာတဲ့အခါရေကြီးရေရှမ်းမှုမဖြစ်အောင်ဖျက်ရှင်ကွယ်ကာခြင်း ်စိတ်ဖြင့်မုံတိုင်းတွေမရှိအောင်ပြက်ပြေစေခြင်းဖြဲ့ရဲ့လက်တော်ကွယ်ကစောက်မှခြင်းတို့ကြီးကြီးရှုရဲ့ online ပိတ်သက်မြန်မာပြည်နဲ့တဝါကြီးပေါ်သို့ယနေ့မှစပြီးကာလအစမြဲကောင်းချီးပြည့်ပြည့်တက်ရောက်ပြီးရှိဒီနေ့မှစတော့အာမင်ကျေးဇူးတင်ပါတယ်ကြီးရှုတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေနေသက်ချင်းရှိပါစေကျေးဇူးပြန်လေးတွေ့ဆုံကြပါစို့ Wake up, please. Don't let me near you. you, yeah. God.